ီထွေမှုကိုခိုးယူပြီးလက်စဖြောက်ဖို့ကောင်လေးကိုကောင်မလေးက230ကြာအေးကန်းထဲမှာပိတ်ထားလိုက်တယ်။ဇလန်းစားမှာမြင်တွေ့ရမှာကတော့မွေးကလေးကမိခင်ကိုဆုံးရှုံးလိုက်ရပြီးတော့အသက်18နှစ်အရွယ်မှာဖခင်ကိုထပ်မံဆုံးရှုံးလိုက်ရတဲ့ဆိုချီရိုဆိုတဲ့ကောင်လေးကိုမြင်တွေ့ရမှာပါ။အထူးကြံနေတဲ့ဆိုကဒီနေ့မှာတော့ကြောင်လေးဒီကောင်ကိုကောက်ရခဲ့ပါတယ်။ကြောင်ချစ်တတ်တဲ့ဆိုကလည်းမွေးစားခဲ့ပြီးတော့ကြောင်လေးနမီကိုရီတီလို့ပေးလိုက်ပါတယ်။ဆိုကလည်းဖခင်ဆုံးမသွားတဲ့နောက်ပိုင်းဖခင်ရဲ့တငယ်ချင်းဖြစ်သူပရိုဖက်ဆာကိုချီကမွေးစားခဲ့တာပါ ခွန်စီမှာလည်းရီကိုလို့ခေါ်တဲ့သမီးလေးတယောက်ရှိပါတယ်။တိတိနေငယ်ကြမှာတော့မွေးစားဖခင်ကိုဖြစ်စေခြင်းတဲ့အတိုင်းဇိုကလည်းသိပ္ပံပညာရှင်လူငယ်လေးတယောက်ဖြစ်လာခဲ့ပါပြီ။ဝန်ထဲစရာကောင်းစွာနဲ့ပဲပရော်ဖက်ဆာကိုနဲ့ဇနီးတယ်တို့ကခီးထွေရင်နဲ့လေရင်ပြတ်ကျမှုမှာပါသွားခဲ့ပါတယ်။ဇိုကကောလိတက်ဖို့အသင့်ဖြစ်နေပေမဲ့ရီကိုကတော့အလေတန်းကျောင်းသူပဲရှိသေးတာကြောင့်ဦးလေးဖြစ်တဲ့အခါစုတို့ကမွေးစားလိုက်ရပါတယ်။ပေါင်ကူက95မက်စတေးရနေ့မှာဆိုရင်တော့ဇိုကသူ့ရဲ့ကြောင်လေးရီတီနဲ့အတူတူနေင်းနဲ့ AI ဆက်ရုပ်တစ်ခုကိုတီထွင်နေပြီးတော့ ဇယုတ်ကိုလည်း A1 ဆိုပြီးတော့နာမည်ပေးထားလိုက်ပါတယ်။ဦးလေးခါဆိုရဲ့ကုမ္ပဏီ FWE ကဆိုကိုအစစအရထောက်ပံ့ပေးထားတာမို့ဆိုကဇယုတ်ကိုပြည်ပြည်စုံအောင်တည်ထွင်နိုင်ခဲ့တာပါ။ဒါမဲ့တည်ထွင်မှုရဲ့စုချက်ရာတဝက်ကိုလည်းခိုးချောင်ရခဲ့တာပါ။အဲဒါကြောင့်မဲဆိုကခါဆူခိုင်းတဲ့အချိန်လုံးစရာမလိုဘဲနဲ့ TV ပေါ်မှာလည်းသူ့ပုံကြီး TTD ပါလာခဲ့ပါသေးတယ်။ဇယုတ်တည်ထွင်ရှင်ဆိုပြီးတော့ပေါ့ဗျာ။ နင်းမြူရေစာပြီးကြားလို့နေတဲ့နေလေးမှာတော့ကြောင်လေးပီတီကလည်းချန်ကုံကြောင်ဆက်ဆီကြောင်စနိုက်ကြောင်နွားကြောင်ညောင်ညောင်ဆိုပြီးတော့လွေရာဒီကိုအရောက်ပို့နိုင်မဲ့တကားတစ်ချက်ကိုလိုက်ရှာနေပါတော့တယ်။အဲဒီချိန်မှာပဲရီကိုကဆိုစီကိုလေလာခဲ့တာပါ။ရီကိုကဆိုလှုပ်လှုပ်တဲ့ချိန်လိုက်ပြီးဆက်ဆူရတာကြိုက်ပြီးတော့ဖာကင်ကိုရဲ့အာသင်းစရာမလိုတဲ့ဘက်ထရီ project ဆက်လက်ထိန်းသိမ်းထားတာမို့လို့ဂုံယူလို့နေပါတယ်။တ냐နေမှာတော့ဆိုရဲ့ချစ်သူလည်းပြဲခါစုရဲ့လက်ထောက်လည်းဖြစ်တဲ့ရင်ကဆိုစီကိုအလေလာခဲ့ပါတယ်။ ဇိုနဲ့ရင်တို့ချစ်သူတွေဖြစ်နေတာမသိတဲ့ရီကိုအတွက်တော့ရင်ရောက်လာတာကစိတ်နှောက်ရှက်ဖြစ်စေခဲ့ပါတော့လေအဲဒါကြောင့်ပဲသူမအိမ်ကိုမြဲမြဲထွက်သွားခဲ့လိုက်ပါတယ်ကျောင်းလေးပီတီကတော့ဇိုနဲ့ရင်တို့တူတူရှိနေတာကိုသဘောမကျခဲ့ပါဘူးအဲဒီနောက်မှာတော့ဇိုကရင်ယူလာပေးတဲ့အလုပ်စာရွက်ကိုကြည့်နေခဲ့ပါတယ်ဇိုရဲ့ရှယ်ယာအတွက်ကိုရင်ကလိုချင်နေတာပါအဲဒါကခုစုရဲ့အကြံဖြစ်နေပါတယ်ဒါမဲ့ဘူးမသိပါမသိတဲ့ဆိုကလည်းချစ်သူအတွက်ဆိုရင်ဟိုအပြည့်ဖြည့်ယောင်းရဖြည့်ယောင်းရဆိုပြီးတော့စာရွက်မှာလက်မှတ်ထိုးပေးလိုက်ပါတော့လေ မလရှိရင်းနေ့မှာတော့ဇိုကခါဇုရဲ့ကုမ္ပဏီကိုလဲလာခဲ့ပြီးတော့ခါဇုကိုရုံးခန်းထဲမှာတွေ့လိုက်ပါတယ်။အခန်းထဲကိုရင်လဲရောက်လာပြီးတော့ခါဇုကသူတို့ရဲ့နောက်ထပ်အလုပ်ပလန်အစ်စ်က A1 စရုပ်ကိုဖြစ်နိုင်တဲ့နီလန်းနဲ့အမြန်ဆုံးရောင်းချဖို့ပါပဲ။ဇိုကလည်း A1 ကအစင်းနဲ့မဖြစ်သေးဘူးလို့ပြောပြလိုက်ပါတယ်။ခါဇုကတော့ A1 စရုပ်အတွက်နောက်ထပ်ငွေကြေးထောက်မပံ့နိုင်တော့ဘူးဆိုပြီးတော့ပြောခဲ့ပါတယ်။အဲအကြောင်း A1 စရုပ်ကိုရောင်းချပြီးတော့ကုမ္ပဏီအတွက်အမြတ်ငွေရှာမယ်ဆိုပြီးတော့ပြောလိုက်တာပါ။ ဆိုကတော့ A1 ဘက်ကနေကာဝယ်ပြောဆိုနေခြင်းမှာပဲရင်းက A1 စက်ရုပ်ကိုခါစုပြောသလိုပဲထုတ်လုပ်ရောင်းချတာကပိုပြီးကောင်းမယ်ဆိုပြီးပြောခဲ့တာကြောင့်ဆိုလဲအံ့ဩခဲ့ရပါတယ်။ခုစုနဲ့ရင်းတို့ကချစ်ကြိုက်နေပြီးတော့ဆိုရဲ့ရှယ်ယာတွေကိုပိုင်သိမ်းပြီးတော့လဲကုမ္ပဏီကနေထွက်ရအောင်ပေါင်းကြံနေကြတာပါ။ခုစုကလည်းသူ့လက်မှတ်ထိုးခဲ့တဲ့ရင်းပေးခဲ့တဲ့စာချုပ်ကိုထုတ်ပြပြီးတော့ကုမ္ပဏီနဲ့ဇူငယ်ကဘာမှမသက်ဆိုင်တော့တာမို့စူပိုင်ဆိုင်များအကုန်လုံးကိုတင်လိုက်ပြီးဆိုပြီးတော့ပြောခဲ့ပါတယ်။ဇူကအင်ကိုချက်ချင်းပြေးခဲ့ပေမဲ့လည်း F1 စက်ရုပ်ရောတခြားအရာတွေကိုရောကို FWE ကုမ္ပဏီကအကုန်လုံးတည်ပြီးတော့ထွက်သွားခဲ့ပါပြီ။ခနာဂျာရီကိုကစိုးစီကိုလဲလာချိန်မှာတော့ငိုယိုပြီးအရက်တွေတောင့်နေရင်းကနေဇူကသူ့ခန်းကိုတန်ရှင်းလုပ်နေတာတွေ့ခဲ့ရပါတယ်။ရီကိုကအခုလိုပြင်အောင်ကုစုလုပ်ခဲ့တာလားဆိုပြီးမေးခဲ့ပေမဲ့လည်းဇူကတော့သူချစ်တဲ့တန်ဖိုးထားရတဲ့အရာတွေအကုန်လုံးဆုံးရှုံးသွားတာမို့လို့သူ့ကိုသူသာပြစ်တင်နေခဲ့ပါတယ်။ရီကိုကလည်းစိုးကိုပဲပြီးတော့နှစ်သိမ့်အားပေးခဲ့ပါတယ်။ပြီးတော့ရီကိုကသူမကြောင်းပြောင်းရဖို့ရှိပေမဲ့လည်းဆိုကိုချစ်နေမိတာမို့လို့ဆိုကိုဝီဆိုင်ဖို့နေခဲ့တယ်ဆိုပြီးပြောပြလိုက်ပါတယ်။ ရီကိုရဲ့စကားကြောင့်ဆိုလဲယင်နေထီသွားပြီမဲ့လဲရီကိုကနိုပြားနေပါလေ။အဲ့လေနဲငယ်သေးတာဆိုပြီးတော့ပြောခဲ့ပါလေ။ရီကိုလည်းဝမ်းနေမြည့်ရင်းနဲ့အတူဆိုစီကနေထွက်သွားပါရယ်။ဆိုကလည်းရီကိုနောက်ကိုလိုက်ချင်ပြီမဲ့လဲနှလုံးသားရဲ့ဆေးရကိုတော့မလုတ်ခဲ့ဘဲနဲ့ပဲယင်ထဲမှာပဲတင်ထားလိုက်ပါရယ်။ခဏကြာမှတော့အနှစ်ကြာကြီးအိပ်ပျော်စီခြင်းဆိုတဲ့ကြောင့်ညာစာရွက်ကိုတွေးလိုက်ပါရယ်။ဆိုလဲအဲ့ဒီကပဲသူ့ရဲ့ပြဿနာတွေကိုပြစ်ထားဖို့အတွက်အကောင်းဆုံးဖြေရှင်းသည့်ဆိုပြီးတော့စစ်ထဲမှာသွားရဖို့ဆုံးဖြတ်လိုက်ပါရယ်။ ။ ASEA ကုမ္ပဏီကိုရောက်ချိန်မှာတော့ကြောင်လေး PD ကိုပါသူနဲ့တူအိပ်ပျော်လုပ်ပေးဖို့ပြောဆိုခဲ့ပါတယ်။ဒီနောက်မှာတော့သူက130အိပ်ဖို့အတွက်ဆုံးပြလိုက်ပါတယ်။စနေနေ့ကြမှာ Rigo ကသူ့ရဲ့ share တွေကိုပြန်ပြီးတော့ပိုင်ဆိုင်ခွင့်ရတော့မှာပဲဖြစ်ပါတယ်။ဆိုကလည်းစတဲ့ချင်းချင်းဝင်အိတ်ချင်းပေမဲ့ဆရာဝင်ကတော့ဆိုရက်တောက်ထားတာကိုရှာတွေ့သွားခဲ့တာမို့အမှုပြတဲ့အချိန်မှပဲအိတ်လို့ရမယ်လို့ပြောခဲ့ပါတယ်။အဲဒါကြောင့်အရင်ဆုံးစိတ်ကိုရှင်းလင်းနေအောင်လုပ်ရမယ်ဆိုပြီးပြောခဲ့ပါတယ်။အဲဒါကြောင့်ဆရာဝင်နောက်ကိုလိုက်သွားပြီးတော့ပြဿနာတွေကိုပြန်တွေးနေခဲ့မိပါတယ်။ ဒါမဲ့ရီကိုနဲ့ပျော်ရွှင်ခဲ့ရတဲ့ချိန်တွေကိုသာဆက်ရောက်နေခဲ့ပြီးတော့ရှောင်ပြေးသွားတာကပြဿနာတွေရဲ့ဖြေမှုဘူးဆိုတာကိုလည်းနားလည်သွားခဲ့ပါတယ်။ဒါကြောင့်ရီကိုအိမ်မှာရောက်ချိန်မှာတော့ခါဇူနဲ့ရင်ကအရက်ကလေးတောင်းရင်နဲ့နောက်ထပ်ပလန်တစ်ခုကိုတိုင်ပင်နေတာကိုကြားခဲ့ရပါတယ်။အဲဒါကြောင့်ရီကိုလည်းဘော်ဒက်ကိုပြေးတက်သွားပြီးတော့ဆိုးကိုတတိပေးဖို့အတွက်ဖုန်းခေါ်ခဲ့ပါတယ်။ဒါမဲ့ခေါ်လို့မရခဲ့ပါဘူး။ခါဇူကအိမ်ပေါ်ရောက်လာချိန်မှာတော့ရီကိုကတငယ်ချင်းတွေကိုဖုန်းခေါ်တာဆိုပြီးလိန်ပြောလိုက်ရပါတယ်။ခါဇူကဖုန်းကိုဆက်ကြည့်ချိန်မှာတော့ဆိုးကိုတမ်မက်ဆေ့ပို့ပြီးတော့တတိပေးထားတာကိုတွေ့လိုက်ရပါတယ်။ ။ဒီချိန်ထဲမှာပဲဆိုကလည်းရင်ကိုဖုန်းခေါ်ပြီးတော့စကားပြောလို့ရမလားလို့မေးလိုက်ပါတယ်။ရီကလည်းရီကိုကိုခါစုចောင်းမចောင်းခင်လာတွေ့ပါဆိုပြီးတော့ပြောလိုက်ပါတယ်။ဆိုကလည်းရင်စီကိုရောက်လာပြီးတော့ရင်တို့ရဲ့ပလန်ကိုဖြစ်မလားဒါမှမဟုတ်သူ့သမိုင်းကိုသူကိုယ်တိုင်ရေးပြီးတော့ဂုံဒီရဲ့နာမည်ကိုဖြစ်လိုက်ရမလားဆိုပြီးတော့မေးခဲ့ပါတယ်။ရင်ကတော့သူပြောတာကိုလက်မခံဘဲနဲ့ဆိုကလည်းရင်တွေးတဲ့ကိုအေးစေးထက်တက်လိုက်ပါတယ်။ဆိုအိပ်ပြောသွားတဲ့အခါမှာတော့တေလာတဲ့အိတ်ကိုသွားဖွင့်လာပေါ့ဗျာအထက်ကနေကြောင်လေးပီတီကနေထိုးနိုင်ကက်ချစ်တင်တဲ့ရင်းကိုကက်ပြီးတော့ထွက်ပြေးပါတော့တယ် ပြီးတော့ brain box ကနေအပြင်မှာရက်ထားတဲ့ကားပေါ်ကိုတက်သွားတဲ့အခါမှာတော့ကားလေးမောင်းထွက်သွားပါတော့တယ်။ကောင်းမောင်းတဲ့သူကဘယ်သူလဲဆိုတာတော့မသိလိုက်ပါဘူး။ brain လဲဆိုရင်အဲ့တဲကနေ SCS ကြောင့်ညာစာရင်းကိုတွေးတဲ့အခါမှာတော့ဖုံးဆက်ခဲ့ပြီးတော့ဆိုကိုအိတ်စစ်တဲ့ကိုထိချလိုက်ပါတော့တယ်။တဖက်မှာ Rico ကဆိုရဲ့အိမ်ကိုရောက်လာတဲ့အခါမှာတော့ကားတစ်စီးက Rico စီကိုရောက်လာတာတွေ့ခဲ့ရပါတယ်။ကဲအခုဆိုရင်တော့နှစ်ပေါင်း30အကြာ2025ခုနှစ်မှာအိတ်စစ်တဲကနေပြန်ပြီးနိုးထလာခဲ့ပါပြီ။ ဆရာဝန်လေးကလည်းတကလေးဖြစ်နေတာမို့အနာဂတ်ကိုရောက်နေတယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဂျောင်းလေးပီတီကိုမေးတဲ့အခါကျဆရာဝန်ကအမီးနောင်ရီလာလာလာခေါ်လိုက်တာကြောင့်ဂျောင်းလေးပီတီကစိတ်ယုတ်ဖြစ်နေရောက်လာပါတော့တယ်။အိုင်ရှာပါလန်ထွက်နေရပဲဗျာ။ပီတီကသူနာပြုစိတ်ယုတ်ဖြစ်နေပြီးတော့ဆို့ကိုနောက်ထပ်၅ရက်တာစောင့်ရှောက်ရမှာပါ။အဲဒီစတဲ့အိပ်ပျော်သွားတဲ့သူတွေက SES Company ရဲ့စင်တာထဲမှာအနာတရမဖြစ်အောင်နေရမှာပဲဖြစ်ပါတယ်။ဆိုရရှင်တွေကလည်းဆို့ရဲ့ပိုင်ဆိုင်မှုတွေအကြောင်းကိုလာရောက်ရှင်းပြပါတယ်။ မန်နက်ဆိုရဲကုမ္ပဏီက A1 ကိုဝယ်ခဲ့ပြီးတော့ဒီဝါလီခံသွားရတာပါအဲအားကြောင့်ဆိုရဲနာမည်အောက်မှာဘာပြဿနာမှမကြံဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ်ဗီကိုကလည်းဆိုကိုဘုန်းကော်ပြီးတော့နေကောင်းသားပါညာမေးပြီးတော့သူ့ရဲ့လိပ်စာကိုပေးလိုက်ပါတယ်ဆိုကလည်းနားယူရမယ့်ငားရင်မပြေခင်မိုးမလင်းသေးခင်မှာပဲဘသူကမှအတီမပေးဘဲနဲ့တယောက်တည်းရီကိုကိုသွားရှာပါတော့တယ် SES ဇာတ်ဥတကူလုံးမှာလည်းစေရုပ်တွေနဲ့ပဲလှုပ်လှုပ်နေပြီးတော့ Lambda Bus Store တွေကစား digital ဖြစ်နေတာကိုအဟောစရာကောင်းစွာတွေ့ခဲ့ရပါတယ် ရီကိုရဲ့အိတ်ကတဲမှာတော့သူ့ရဲ့ပတ်စံအီကိုသာတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်ကန်းကားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ဘာတက်ဆီကိုမှမတွေ့ရပါဘူး။ဘီဒီကလည်းနဘေးရောက်လာပြီးတော့ဖုန်းထဲကနေပဲကန်းကားလို့ရတယ်ပါညာနဲ့ပြောပြနေခဲ့ပါတယ်။ဘီဒီငါးပေးထားတဲ့ကားမှာတော့အနီးပညာတွေကအရန်ဆင်မြင့်နေပြီးတော့ကားဆိုရင်လည်းမောင်းသူမဲ့ကားတွေဖြစ်လို့နေပါပြီ။ဘီဒီကလည်းဆိုရဲပတ်စံအီကိုလွှတ်ပြစ်ပြီးတော့ဖုန်းလေးကိုပေးပြီးတော့ဘာလို့ချင်းလဲဖုန်းနဲ့လို့လို့ရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။ ဒီကွဲလေးစာတန်းရောက်သွားချိန်မှာတော့ရှုပ်ပပြီးတော့အမိုက်တွေနဲ့ပြည်နေတဲ့ခန်းတခန်းကိုသာတွေ့ခဲ့ရပါတယ်။အတဲဝင်သွားချိန်မှာတော့ဗတ်တီကြီးဖြစ်နေတဲ့သူကရီကိုမုတ်ဖက်နဲ့ရင်ဖြစ်နေပါတယ်။ရင်ကဆိုသူစီရောက်လာဖို့ရီကိုရဲ့နံပါတ်ကိုတုံးခဲ့တာပါ။ဆိုအိပ်ပျော်နေတဲ့နှစ်တွေမှာကာဇူကနေမကောင်းဖြစ်ခဲ့ပြီးတော့စီးကြိုကြောင့်မှလကီးရခဲ့ရပါတယ်။ကုမ္ပဏီကလည်းရှုံးပေါ်ပြီးတော့ရင်ကလည်းထုံချခဲ့ပြီးတော့အခုလိုမျိုးလာပုံးနေရတယ်ဆိုပြီးရှင်းပြလိုက်ပါတယ်။ရင်ကလည်းအခုလိုဖြစ်တာတွေကဆိုကြောင့်ဆိုပြီးတော့ဖြစ်တင်လိုက်ပါတယ်။ ရင်ကားအစိုးရအစီအစဉ်တွေကြောင့်လို့တင်နေခဲ့တာပါ။ဆိုရဲရှယ်ယာတွေကိုကုမ္ပဏီကနေတရုတ်ကဝယ်သွားခဲ့လို့ပဲဖြစ်ပါတယ်။ရှုပ်သေးသွားတဲ့ဆိုကလည်းသူ့ရဲ့ရှယ်ယာတွေကို Rigo အတွက်ပဲသုံးခဲ့တာဆိုပြီးပြောခဲ့ပါတယ်။ Rigo ကလည်းဆိုအိတ်တဲ့နေကလေးကနေပြောင်းနေခဲ့ပြီးတော့အခုဆိုရင်တော့အသက်ရှင်နေလောက်မှရှင်ပါ။ဘာဖြစ်လို့လဲဆိုတော့ဆိုရဲအိမ်ကမီးလောင်ပေါက်ကွဲသွားလို့ဆိုပြီးတော့ပြောပြခဲ့ပါတယ်။ဆိုလဲမြုံကြီးနိုင်ဖြစ်ပြီးတော့အတင်းချိုင်းကိုသွားခဲ့ပြီးတော့ Rigo ရဲ့အုတ်ဂူလေးကိုလိုက်ရှာပါတော့တယ်။ ပြီးတော့မေအိတ်တဲ့အုပ်ကလေးနှွေးအောင်လို့မောင်ထီးကလေးမိုးကပေးပါမယ်ဆိုတဲ့တခြင်းလေးကိုဖွင့်ရင်းနဲ့အလွမ်းတန်နေခဲ့ပါတယ်။ဘယ်တော့မှရှုံးပေးဖို့ရီကိုရဲ့စကားလေးကိုပြန်ပြီးကြားအောင်လာချိန်မှာတော့ကြောင်လေးပီတီတကားရှာသလိုမျိုးသူလဲမှန်ကန်တဲ့တကားတစ်ချက်ကိုရှာမယ်ဆိုပြီးတော့အဆုံးဖြတ်လိုက်ပါတယ်။ဆဲယုတ်ပီတီကလည်းဆိုနာမှနေဖို့၄ရက်ချင်းရာသေးတယ်ဆိုပြီးတတိပေးလိုက်ပါတယ်။ပထမဆုံးအနေနဲ့စာကြည့်တိုင်းမှာ FWE ကုမ္ပဏီရဲ့ Guardian ထုတ်လို့ရေးအကြောင်းကိုလိုက်ရှာခဲ့ပါတယ်။ဒါမဲ့ FWE နဲ့ဘာမှမဆိုင်နေဘူးဆိုတာကိုသိခဲ့ရပါတယ်။ ်ပီတီကလည်းသူအာသွင်းရအောင်မှာခဏအိတ်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ပီတီကတရက်မှာ3နာရီအာသွင်းဖို့လိုအပ်တာပါဆိုကဘီတီရဲ့ဘက်ထရီကိုစစ်ကြည့်ချိန်မှာတော့သူဒီဇိုင်းရေးခဲ့တဲ့အာသွင်းစရာမလိုတဲ့ plasma ဘက်ထရီဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်ဒါပေမဲ့ဘီတီရဲ့ဘက်ထရီက FWE ရော Guardian တို့ရဲ့ဒီဇိုင်းရောမဟုတ်ဘဲနဲ့အလာရန်ကုမ္ပဏီကလုပ်ခဲ့တာဖြစ်ပြီးတော့ BD ကလည်း BD စသုံးဆိုတဲ့စက်ရုပ်ဖြစ်နေပါဗျ။နောက်တစ်ရက်မှာတော့ FWA စာအုပ်စီကိုတွားခဲ့ပါဗျ။အခုဆိုရင်တော့ Guardian ပိုင်းဖြစ်နေပါပြီ ။ကောင်နာမာတော့ဆေးဟုတ်စကီလေးတွေကဆိုးရဲကိုရဲချက်လက်တွေကိုရှာမတွေ့ခဲ့လို့အထက်ပေးမဝင်ခဲ့ပါဘူး။ဒါပေမဲ့ရုတ်တရက်ရောက်လာတဲ့ message ကြောင့်ဝင်ဝင်ရခဲ့ပါတယ်။ဘောဆုံးထက်မှာတော့ကုန်းစိုးတဲ့ကုမ္ပဏီပါရှင်နဲ့တွေ့ခဲ့ရပြီးကောကဆုကိုပြန်တွေ့လိုက်ရလို့အရန်တွေဆေးလို့ရှာနေခဲ့ပါတယ်။ပြီးတော့ဆိုးရဲရှယ်ယာတွေနဲ့ပတ်သက်သမျှသတင်းတွေကိုကုန်ရှာပေးမယ်ဆိုပြီးတော့ဂရီတီလိုက်ပါတယ်။ဆိုကပလက်စမာဘက်ထရီကိုတီထွင်နိုင်ခဲ့ပြီးတော့အကြောင်းတစ်ခုခုကြောင့်အလာရန်ကုမ္ပဏီကိုပေးခဲ့တာပါ။ ကုလုံငွေကလည်းစုံနဲ့တွဲဆောင်ခဲ့ဘူးပြီးတော့အခုလိုကုမ္ပဏီထောင်ဖို့အဓိကတွန်းအားဖြစ်စေခဲ့တာဆိုပြီးပြောပြခဲ့ပါတယ်။ကိုရိုကဆိုရဲစစ်ရုံကြောင့်စာအုပ်ကိုပါဝယ်ထားပါသေးတယ်။အဲဒီမှာပဲစားသောဆိုင်တစ်ခုမှာတော့ Professor Thorn နဲ့တွဲဆောင်ခဲ့ပါတယ်။သူကအချိန်ကြီးသွားဆက်ကိုတီထွင်နိုင်တယ်ဆိုပြီးတော့နိုင်ပြီးကြီးနေသူပါ။ဒါမဲ့ဆိုကအချိန်ကြီးမသွားခဲ့ဘူးသလိုတယောက်ကစိုးနေရကိုဝင်သွားတာလည်းဖြစ်နိုင်နေပါတယ်။အင်းခဏကြာမှဆိုရင်တော့ကိုရိုက FWE ရဲ့မှတ်တမ်းတွေကိုရှာတွေ့ခဲ့ပြီးတော့ ဆိုရဲရှယ်ယာတွေကိုဒါရိုစီကိုရောင်းချလိုက်တာကိုလည်းတီးခဲ့ရပါတယ်။ဒါရိုကအလန်ရန်ကိုတည်ထောင်ခဲ့သူပါ။ရှိုင်းနဲ့ပဲ PD1 မှာတော့ဆိုရဲနာမည်နဲ့ဖြစ်နေခဲ့ပါတယ်။ဒါရိုကဆိုရဲ project ကိုတွေ့ပြီးတော့ဝယ်ဖို့စိတ်ဝင်စားသွားတာဖြစ်နိုင်တယ်ဆိုပြီးထင်နေခဲ့ပါတယ်။ဒါမဲ့ PD1 ကလည်းကစီဇန်၄ရဲ့နောက်မှာဒါရိုရှိနေခဲ့တာကိုတီးရတဲ့ခါမှာတော့ပိုပြီးတော့အောင်အော်ခဲ့ရပါတယ်။ Rico ကဒါရိုရဲ့နာမည်ကိုသုံးပြီးတော့ PD2 ကိုတိစောက်ခဲ့တာပါ။တဲလွန်စားတွေကိုလိုက်ရှာခဲ့ပြီးနောက်ဆုံးမှာတော့ Professor Tosi ကိုတွားခဲ့ပါတယ်။ သူကအနှစ်30လုံးလုံးဆိုပြန်လာကိုစောင့်နေခဲ့တာပါ။ချိန်ကြီးသွားဆက်ကလည်းဆိုပြောတဲ့အတိုင်းစောင့်လို့ပြီးစီးနေခဲ့ပါပြီဆိုတာကိုသိခဲ့ရပါတယ်။အခုချိန်မှာဆိုရင်တော့အခုဖြစ်နေတာတွေကဆိုရဲ့အကြံတွေတိုင်းဖြစ်နေခဲ့တာကိုသဘောပေါက်သွားခဲ့ပါတယ်။အကုန်လုံးကိုချိန်ကြီးသွားခဲ့တဲ့ဆိုကစီစဉ်ထားခဲ့တာပါ။သူကလည်းဆိုကိုရွှေပြားနှစ်ပြားပေးခဲ့ပြီးတော့ဒါကအချိန်ခီးသွားဖို့လိုအပ်ပြီးတော့ပလက်စမာဘက်တရီကိုရောင်းအောင်လုပ်ခဲ့မှလက်ရှိကာလအချိန်ခီးသွားနိုင်မယ်ဆိုပြီးပြောပြခဲ့ပါတယ်။ဆိုမသွားခင်မှာပဲရီကိုရဲ့ကက်ဆက်လေးကို PTC အပ်ခဲ့ပြီးတော့ ီကိုနဲ့တွေ့ရင်ပေးပေးဖို့ပြောပြီးတော့အချိန်ကြီးသွားဆက်ပေါ်ကိုတက်ပြီးတော့အတိတ်ကာလကိုပြန်လာလိုက်ပါတယ်။ဆိုနာမှနေဖို့အတွက်တာဝန်ရဲ့အနေငယ်ကြံသေးတဲ့ PD ကလည်းဆိုနောက်ကိုလိုက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့1995ခုနှစ်ရဲ့လမ်းမတန်နရာမှာကားတစ်စီးကဆိုရုပ်ကိုလာခေါ်သွားခဲ့ပါတယ်။သူကတော့ဒါရိုပါဒါရိုကအဆိုအရင်ကနေခဲ့တဲ့အိမ်ကိုခေါ်သွားခဲ့တာပါ။ဆိုရဲအိမ်မှာတော့ဒါရိုနဲ့သူစနီးတဲ့မက်ဒိုရီတို့အတူတူနေထိုင်ရရရှိပါတယ်။ ဇူလိုလာတဲ့အခါမှာတော့ဒါတို့ကို BD ကဖြေချောင်းအကုန်လုံးကိုပြောပြပြီးပြီဆိုပြီးတော့ပြောပြခဲ့ပါတယ်။ဒါတို့ကဘဏ်ကနေသူ့ရဲ့လက်ကျန်ငွေကိုရွှေခဲဖြစ်ကိုတွားထုတ်ယူခဲ့ပါတယ်။ဇိုးအတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေအကုန်လုံးကိုဝယ်ဖို့အတွက်ငွေတွေအကုန်လုံးကိုဒါတို့ကသုံးလိုက်တာပါ။မိတ်ဆွေဆက်ကဘာလဲဆိုတာကိုခုမှသိရတဲ့ဆိုကလည်းဒါတို့ကိုကျေးဇူးတွေတင်ပြီးတော့ဖတ်ပါတော့တယ်။အခုက February 28ရက်ဖြစ်ပြီးတော့ပြဿနာတွေတက်ခဲ့တာက March 8ရက်နေ့ဖြစ်တာကြောင့်ဘက်တရီဒီဇိုင်းနဲ့ A1 ဆဲယုတ်ကိုတိဆောက်ဖို့9ရက်သာအချိန်ကျန်ပါတော့တယ်။ ဘာမှမလို့ရသေးခင်မှာပဲတူစီကိုသွားလဲခဲ့ပါတယ်။တို့ကိုစားသောက်ဆိုင်တစ်ခုမှာရှာတွေ့ချိန်မှာတော့ကလေးဘွားကကိုတာကိုပါတွေ့ခဲ့ရပါတယ်။ဇိုးကလည်းတို့ကိုသူ့ရဲ့တီထွင်မှုတွေကိုပြီးအောင်လုပ်ဖို့သူ့မှာရှိမြငွေကိုပေးခဲ့ပါတယ်။ကိုတာလေးကိုလည်းစာအုပ်မှာလက်မှတ်ထိုးပေးခဲ့ပြီးတော့နာဂတ်မှာအောင်မြင်မယ်စူးစမ်းဆိုပြီးတော့လည်းပြောခဲ့ပါတယ်။ပြီးတော့မှ A1 ကိုဆုံးသက်ပြီးတော့ BD1 ဆိုပြီးတော့နိုင်ပြီးပေးထားလိုက်ပါတယ်။ပြီးတော့ရင်းစီကိုပို့ပေးဖို့အတွက်တအားတို့ကိုပြောခဲ့ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ FWE ကုမ္ပဏီကိုဒါရိုကနောက်ကျရင်ဝယ်လိုက်မှအရာအားလုံးကိုပိုင်ဆိုင်ရမှာပါ။ဒါရိုရဲ့ဇနီးတဲ့မတော်တဆမှုကြောင့်ကလေးပြတ်ကြမယ်ဆိုပြီးတော့လည်းတတိပေးခဲ့ပါတယ်။ဒီနောက်မှာတော့လက်ချန်ချင်းနောက်ဆုံးရက်ကိုရောက်လာခဲ့ပါပြီ။ဒါမဲ့ PD1 ကမပြီးသေးပါဘူး။အဲအကြောင်း PD ကဆိုရဲအိမ်ကိုတိမ့်မဲ့ကားစီကိုစူပါအရှိန်နဲ့ပြေးပြီးတော့သွားတားခဲ့ပါတယ်။ပြီးတော့ကားကိုယူပြီးတော့ဆိုရဲအိမ်ကပစ္စည်းတွေကိုအကုန်လုံးယူသွားလိုက်ပါတယ်။ဒီမှာတော့အဓိကဆိုကခါဇိုရိုနဲ့မီတင်ဆနေပါပြီ။ညရောက်မှတော့အရာအလုံးက OK သွားခဲ့ပါပြီ အဲဒါကြောင့်ဆိုလဲရင်ကိုသွားရှာခဲ့ပါတယ်။ရင်အိမ်မှာတော့အကြောင်းလေးပီတီနဲ့ရင်တို့နောင်ကျိန်ပလီနေကြတာကိုတွေ့ခဲ့ရပါတယ်။ဆိုလဲအကြောင်းလေးထွက်ပြေးလို့ရအောင်လို့တကားမှန်ကိုခွဲခဲ့ပြီးတော့ကားပေါ်ကနေစောင့်နေခဲ့ပါတယ်။ပီတီရောက်လာချိန်မှာတော့အိမ်ကိုပြန်ပြီးတော့ရီကိုကိုသွားခေါ်ပါတော့လေ။ကြောင်လေးပီတီကိုရီကိုလက်ထက်အပြီးတဲ့အခါမှာတော့ကားနဲ့အိမ်ထဲမောင်းဝင်ပြီးတော့တိန်လုံးကို မိရှို့ပြီးတော့ဖောက်ခွဲလိုက်ပါတော့တယ်။ဒီလားဆိုဓာတ်ပုံလေးကိုသာယူလာပြီးတော့ရီကိုကို ပေးကအနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုပြီးတော့ပြောပြခဲ့ပါတယ်။ ဇယုတ်ဘီဒီကဆိုးကိုခေါ်လာပြီးတော့ဒါရိုရဲ့အိမ်ကိုပို့ပေးခဲ့ပါတယ်။မီတိုရီကလည်းရီကိုကိုတမိပြက်မွေးစားလိုက်ပါတော့တယ်။ဇိုကလည်းဒါရိုကိုသူ့ရဲ့ပစ္စည်းတွေအကုန်လုံးအပ်ပြီးတော့အချိန်ခီးအကြောင်းကိုထိန်းသိမ်းဖို့အတွက်စတဲကိုပြန်ဝင်အိပ်ရပါတော့တယ်။ရီကိုကိုနှုတ်ဆက်ပြီးတဲ့အခါမှာတော့ဂျောင်ရီတီကိုသူနဲ့အတူခေါ်သွားခဲ့ပါတယ်။ဇယုတ်ဘီဒီကတော့ရီကိုကိုဆုံးရှုံးဖို့နေခဲ့ပြီးတော့ဇိုပြန်လို့လာရင်တူတူလာကြည့်မယ်ဆိုပြီးတော့ခရီးပေးခဲ့ပါတယ်။ဇိုလည်းအိပ်ဆက်စီကိုပြေးလေသွားခဲ့ပါတယ်။တနင်္လာမှာတော့ရင်ကအတိတ်ကဆိုဖို့အိပ်ပျော်စေခဲ့ပါတယ်။ ဇဂိုင်းနောက်ဆုံးပိုင်းလေးဖြစ်တဲ့နေ30ကြာပြီးတဲ့အခါမှာတော့အဆိုပြန်နိုးလာခဲ့ပါပြီ။ CEOPD ကအကြောင်းလေး PD ကိုယူလာပေးပါတယ်။ Rigo ကလည်းဆိုလိုသိပ္ပံပညာရှင်တယောက်ဖြစ်လာပြီးတော့ Alaran Company မှာ Plasma Battery နဲ့ PD2 ဆေးရုပ်ကိုပြည်သက်ဖို့ကူညီခဲ့ပါတယ်။ PD က Rigo လည်းဆိုနဲ့အတူတူနေရအောင်ဆိုပြီးတော့အဲဒီစက်ထဲမှာအေးအေးနဲ့ဆိုနိုးမဲ့အချိန်ကိုစောင့်နေခဲ့တာကိုပြောပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆိုနဲ့ Rigo တို့ပြန်လည်တွေ့ဆုံခဲ့ပြီးတော့ Rigo ရဲ့လက်ကလေးကိုဆိုကခြင်ထားရင်းနဲ့စကားလေးကလည်း Happy Ending လေးနဲ့ပြည့်စုံသွားခဲ့ပါတယ်။ ဒီလိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ